ဆေးတောက်ပြီးတိုင်းမှာနှလုံးခုန်မြန်နဲ့ ECG ဆွဲတဲ့ဒီမှာတော့ပုံမှန်ပဲပေါ့နော်။ဒါနဲ့ပတ်သက်ပြီးတော့ဆေးကြောက်ပဲနှလုံးခုန်မြန်တာလားဆိုတဲ့မေးပုံမှာအဲ့တော့ကျွန်တော်နှလုံးခုန်မြန်ရင်တော့လေဒိတ်ထားတာပေါ့နော်။ဘာလို့လဲတော့နှလုံးကအရေးကြီးတာ။အဲ့တော့ဒါဆိုရင်ဗာဆေးတောက်လိုက်လဲပေါ့မူတည်ပါတယ်။အော်ကျွန်တော်တောက်လိုက်တဲ့ဆေးတွေကကျွန်တော်တို့ရဲ့အုံနောက်အာရုံကြော Central Nervous System ကိုသွားပြီးတော့လှုပ်ဆောင်မှုပေးတဲ့ဆေးတွေဆိုရင်နှလုံးခုန်မြန်တတ်တယ်။ ဥပမာကျွန်တော်အသက်ရှူလမ်းကြောင်းကိုကျယ်စေတဲ့ဆေးတွေပေါ့နော်အဲကျွန်တော်တို့ဆပ်ပြူတမောလိုမျိုးဆေးမျိုးတွေအဲတချို့ဆိုရင်ဟော်မုန်းနဲ့ကျွန်တော်တို့ရဲ့ metabolism လို့ခေါ်တဲ့ဇီဝရုပ်ဖျက်ဖျက်မှုပေါ်ကိုတက်ရောက်မှုရှိနေတဲ့ဆေးတွေအဲ thyroid hormone လို့ဆေးမျိုးတွေတချို့အစီကျဆေးတွေ caffeine တက်ပါတဲ့အကြောင်းအရာတွေနောက်တချို့တော့ဖြည့်စွက်ဆေးပါတယ်အဲဒီလိုသေးသေးတောင်းရင်နှလုံးပုံမြန်တာဒါတဘာဝပါเนาะဒါပြဿနာမရှိဘူးနောက်တချို့ဆိုရင်ကျွန်တော်တို့က အသက်ရှင်နိုင်ငံနဲ့ပတ်သက်တချို့ပိုးသက်ဆေးတွေပိုးသက်ဆေးတောင်းရင်လည်းရင်သုံးသက်တာမျိုးဖြစ်တတ်တယ်။အဲ့တော့ကိုကဘာဆေးအမျိုးအစားတောက်လဲပုံမူတည်တယ်။အဲ့တော့ဆေးတောက်ပြီးတဲ့အချိန်မှာနှလုံးခုန်နေတုံးပြီးတော့ခါးတောင်းနေပြန်ရက်သွားလဲဆိုရင်တော့ဆေးကြောက်ဖြစ်ဖို့များတယ်ပေါ့နော်။ အဲ့တော့အရင်ပြဿနာမရှိတော့ဘူး ECG သဆွဲလိုက်တဲ့အခါမှာတော့ကောင်းနေတယ်ဆိုတာလေဒါဆို ECG ဆိုတာကဗျာကျွန်တော်တို့နှလုံးကဆွဲနေတဲ့အချိန်မှာတော့ကောင်းနေတယ်နှလုံးစိတ်ချက်လေးမှန်နေတယ်ထွေထူးကြီးပြဿနာမရှိဘူးဆိုတဲ့အတိပဲပါ ECG ဆွဲလို့ခန္ဓာကိုယ်နှလုံးလုံးဝတေချာတယ်ဘာမှမဖြစ်ဘူးလို့ကျွန်တော်က100%ကောက်ချက်ဆွဲလို့တော့မရဘူးနော်ကောက်ချက်ဆွဲလို့မရဘူးအဲ့တော့အကြံပေးချင်တာကကိုယ်ကဗာစေးတောက်လဲပေါ့ဘူးတည်တယ်ကိုယ်တောက်တဲ့ဆေးက ဘာစေးတက်တော့ရင်တုံနေတယ်ဆိုရင်တော့အခါကျရင်လည်းစိတ်ကြောက်တယ်ဖြစ်တတ်ပါတယ်နော်။ကိုယ်စိတ်ပူပန်တဲ့ anxiety တက်လာရင်လည်းရင်တုံတက်တာပေါ့နော်။ကိုယ်ရင်တုံမလားဒီစေးတော့လည်းရင်တုံမလားဆိုစေးမတော့ရင်လည်းဒါကိုတွေးပြီးတော့ရင်တုံနေတာလည်းဖြစ်တတ်ပါတယ်။အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါနော်။အဲ့လိုရင်နေတုံလာပြီးတော့မောရယ်တက်ရှူချက်တယ်ရင်မအောက်တယ်အဲ့ဒါလိုလက္ခဏာလေးတွေပါတွေးပြီးဖြစ်လာရယ်ဆိုရင်တော့လည်းနီးစပ်အစရာဝင်တဲ့တိုင်ပြပါ။တေချာလေးကျွန်တော်ရင်တုံရတဲ့အကြောင်းရင်းကိုရှာဖို့လိုပါတယ်။အကျိုးရှိလိမ့်မယ်လို့ညွှန်လင်းပါတယ်။ကျေးဇူးတင်ပါတယ်။